မိုးတိထန်စွာရွာသွန်းမှုကြောင့်ရေနစ်မြုပ်ခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအများဆုံးလှုံ့ဆောင်ပေးဖို့ပြည်ထောင်စုလွှတ်တော်မှအရေးကြီးအဆိုတရက်တင်သွင်းခဲ့ပါတယ်။ဦးမြတ်သူရကသတင်းပေးပို့ထားပါတယ်ရှင်။ဇွန်လ30ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဇွန်လနောက်ဆုံးပတ်အတွင်းမိုးတိထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေနစ်မြုပ်တွေဖြစ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းရှိဒေသတွေမှာမူလအခြေအနေတို့အများဆုံးပြန်လည်ရောက်ရှိရေးပြည်ထောင်စုအစိုးရမှအထူးစီစဉ်တဲ့အနေနဲ့ထိရောက်တဲ့ပံ့ပိုးမှုကာကွယ်မှုကုညီဆောင်ရွက်ပေးမှုတွေနဲ့ ပြည်ပင်တိစမှုတွေအများဆုံးစီစဉ်ဆောင်ရွက်ပေးနိုင်ရေးတိုက်တွန်းကြောင်းအရေးကြီးအဆိုတရက်ကိုတင်သွင်းခဲ့ပြီးလွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီကြီးမြို့တဲ့ဒီမှာတနင်္ဂနွေလုံးဝရှိတဲ့ဒေသခံပြည်သူများရဲ့ကိုယ်အင်စီများ၊လေယာကန်ညူများ၊လန်ဒနာများ၊ကျောင်းများကြည့်လက်ကျမ်းမာရေးဌာနများအပါအဝင်ရေမင်းတည်မှုကြောင့်ပြည်စုံထုတ်ခဲ့ရတဲ့ကိစ္စများကိုလက်ချင်တဲ့သူအများလည်းပြန်လည်ရောက်ရှိရေးအတွက်ဒီအောင်အစိုးရမှအထူးစီစဉ်တရနေတဲ့ပြည်ထောင်ရဲ့ပုံမှုကာကွယ်မှုကိုယ်ရေးဆောင်ရွက်မှုများနဲ့ပြည်ပဆောင်ရွက်မှုများကို ရေတို့ရေလက်ရေချင်းစီမံပေးများမယ်အမြန်ဆုံးစီမံဆောင်ရွက်ပေးရတဲ့ကုန်ကြောင်းအစုကိုဒီလိုတို့ဖြတ်တော်နိုင်ငံကြီးမှဆင်းလေးစားစွာအပီပြောင်းစွတ်တော်ကိုစလေဦးကြည်တာကမြန်မာနိုင်ငံမှာရေကြီးရေချမ်းမှုတွေကနှစ်စဉ်ဖြစ်ပေါ်နေတာကြောင့်ရေတိုနီးနဲ့ဖြစ်ရှင်းတာမျိုးမျိုးပဲရေရှည်အတွက်အကျိုးရှိစေမယ့်နည်းလမ်းမျိုးရှာတင်တယ်လို့အဆိုပေါ်ထောက်ခံဆွေးနွေးသွားပါတယ်။ဒီနှစ်လာဖြစ်သွားလိုက်၊ဒီနှစ်လာအခုကြီးကြီးပြေးလိုက်ဒီလိုရေတိုးလို့လို့ရတဲ့ ကြောင်းတင်ပါဆက်လက်ဆွေးနွေးကြပါဦး။ဤဆိုအရင်ကကောင်းတဲ့ဆိုပါ။အဲ့ဒီဆိုတိုင်းလာရေရှင်းတုံးနေလို့ရှိရင်ကျွန်တော်ကအခုလိုရေကြီးကြီးမှလည်းထဲ့လျောက်ကောင်းနေပြီ။ကျွန်တော်တို့တော့ကဒီလူရည်မှာရေလိုရှားရတဲ့ကိစ္စကိုကောင်းနေတယ်။အဲ့တော့သူရှင်ကထောက်ပြသွားလို့ကျောင်းနေကျောင်းကြီးကပေါ်လာပြီးဒါဒီဆောင်ရွက်ဖို့နေတယ်လို့ဆက်လက်ပြပြခြင်းများဒီနေ့နားလေတရားရီဆောက်ပြနေရမှာဒီမှာယူကြဆောက်လို့ ပြေမလို့ဘူးပြာဒီဘာဝကြောင့်ဖြစ်ပေါ်လာတဲ့အနေအထားကဘယ်နဲ့အကြည့်နေလဲဒါကိုစဉ်းစားပြကြတိုက်ကြဒီမှာလုံးဝကိုကျွေးရှိပါပြည်ကြတဲ့တပတ်အတွင်းမြန်မာနိုင်ငံရှိနေရာဒေသတော်များများမှာမိုးတက်တဲ့သောရာသွုံမှုကြောင့်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနယ်ကရင်ပြည်နယ်ရှိဒေသတွေမှာရေကြီးရေချမ်းမှုများဖြစ်ခဲ့ပြီးနေအိမ်တွေခြေရာတွေနဲ့စပားကင်းတွေရေနှုတ်မြုပ်ခဲ့ပါတယ်။ရခိုင်ပြည်နယ်အမ်းမြုံမှာဆိုရင်ရေကြီးတာကြောင့်လူငါးဦးသေဆုံးခဲ့ပါတယ်။ကျွန်တော်မျက်တွေ့ရပါ